စစ်ကောင်စီဟာတအမ်းမျိုးသားလူမျိုးရေးတက်မတော် TNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်လည်သိမ်းယူဖို့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။နောင်ချိုမြို့နယ်အတွင်းကအုံမတီရေမောင်းနှက်နဲ့လက်ပံကုန်းကျေးရွာတွေမှာမနေ့ကဇွန်လ15ရက်မနေ့ပိုင်းကစတင်ပြီးတော့စစ်ကောင်စီနဲ့ TNL တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။တိုက်ပွဲကခက်စိတ်စိတ်ပြန်ဖြစ်လာတယ်။တောင်ခမ်းဘက်ကအင်အားတွေရဲ့ပြင်းလင်းဘက်ကအင်အားတွေရဲ့စုပြီး နောင်ချိုကိုထိုးစစ်ဆင်နေတာအင်အားပြုတ်ထားတာတော့ဒရုန်းနဲ့အစိမ့်ငွေဘုံတွေတုံးပြီးရှေ့တက်နေတယ်လို့စီးရီးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ကအုံမတီးနဲ့ရေမောင်းနှမ်းကြီးရွာတိုင်ပွဲတွေမှာလက်နက်ကြီး၃လုံးဒရုန်းနဲ့အစိမ့်ငွေဘုံ38လုံးနဲ့ဘုံအလုံးပေါင်း35လုံးထိကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်ဒါအပြင်လက်ပံကုန်ကြီးရွာဘက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီကလက်နက်ကြီး6လုံးအထိပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ရွှေညောင်ပင်ကျေးရွာဘက်ကိုအရတားပြည်သူတွေနေရာကိုဥတီပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီး3လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလည်းရွှေသွုံပိနေကုံတည့်ရကုံနဲ့ လက်ပံကုန်းကျင်းရွာတွေမှာစစ်ကောင်စီနဲ့ TNL တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီကအဲ့ဒီတိုက်ပွဲမှာလက်နက်ကြီးအလုံး80နဲ့ drone ဘုံ26လုံးထိအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကနောင်ချိုမြို့ကိုစစ်ကြောင်း3ယောက်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးအစိမ့်ငွေဘုံတွေကိုဇက်တိုက်အသုံးပြုနေတာဖြစ်ပါတယ်။တောင်ခမ်းမှာရှိတဲ့စစ်ကောင်စီတပ်ဟာတောင်ခမ်းကံကြီးနောင်ချိုလမ်းပိုင်းတောင်ခမ်းမဲပုံနောင်ချိုကြီးတောလမ်းပိုင်း ပြင်းလင်းဝက်ဝံဘန်ပွေးလမ်းမိုင်းတို့ကနေပြီးတော့နောင်ချိုကိုပြန်လဲသိမ်းပိုက်ဖို့စစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။လက်ရှိမှာကန်ကြီးကစုခွာလာတဲ့စစ်ကောင်စီတပ်တွေဟာရွှေမုံတော်ကျေးရွာနီးထိတက်ဆုပ်ပေးခဲ့ရပြီးအင်အားပြန်လဲစုဖွဲ့နေတယ်လို့ဒေသခံတွေကသိရပါဗျ။